တယ်လီနိုဆက်တွေရေးအော်ပရေတာကနှစ်လကြာဖိတ်ခေါ်ခဲ့တဲ့သေးသွားငွေကြေးဝင်အစီအစဉ်အတွက်သေးသွားပေါင်း8500ရရှိခဲ့ပြီးအဲ့ဒီတဲကစကားတင်3ယောက်ကိုရွေးချယ်ခဲ့ပါတယ်။စကားတင်တဲကပထမဆုံးစက်သိန်းတရားကိုဘယ်သူရသွားလဲ။သေးသွားငွေကြေးဝင်ရဲ့ဆုရှင်ဖြစ်လင်းမြအောင်ကိုဩဂတ်စ်လ22ရက်နေ့ကပရာရဲ့ဟိုတယ်မှာတယ်လီနိုကုမ္ပဏီကကြီးညာခဲ့ပြီးဒုတိယနဲ့တတိယအတွက်အင်းနီတူးနဲ့တော်စင်ဟင်းတို့ကိုစက်သိန်း20စီချီးမြှင့်ခဲ့ပါတယ်။ တယ်လီနိုကရွေးချယ်လိုက်တဲ့စုရှင်ရဲ့သေးသွားကိုတယ်လီနိုကအတန်နဲ့ဖော်ပြလို့ရတဲ့နေရာတိုင်းမှာအသုံးပြုသွားမှာဖြစ်ပြီးအခုလိုပွဲကနေတိမ်မြုံနေတဲ့ပါရမီရှင်တွေဖော်ထုတ်ခွင့်ကိုမြမလူငယ်တွေရရှိလာကြတာမို့နောက်တစ်ချိန်ဒီလိုခွင့်လန်းမျိုးပေါ်လာရင်လက်လွတ်မခံကြဘူးဥနေမျိုးထွန်းကပြောပါတယ်တိမ်မြုံနေတဲ့ပညာရှင်တွေလို့ဆိုကြပါစို့ပါရမီရှင်တွေကိုကျွန်တော်တို့ဒီနိုင်ငံတကာ brand တွေဝင်လာကြဖော်ထုတ်နိုင်ခွင့်ရှိလာတာ ော်ထုတ်ခွင့်သူတို့အတွက်လမ်းကြောင်းလေးရှိလာတာကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူငယ်သူတွေအတွက်ဘယံကိုကျွန်တော်တို့အနေနဲ့အခွင့်အရေးရှိပါတယ်။မြန်မာဒေသမှာရှိတဲ့လူငယ်တွေအတွက်လည်းနောက်နောက်နောက်မှာဒီလိုခွင့်ပြုရှိလက်လွတ်မခံပဲဒီသည့်အတွက်ပဲမဆိုကျွန်တော်ပါဝင်ကြဖို့အတွက်ကျွန်တော်ဒီကနေမှတိုက်တွန်းချင်တယ်။သေးသောငွေကြေးဝင်ရဲ့ဆုရှင်လင်းမြအောင်ကဒီသေးသောကိုပြိုင်ပွဲဝင်ကြလို့ကြိုးစားခဲ့ပြီးပထမတော့လက်လျှော့ခဲ့ရတဲ့အကြောင်းနောက်မှသေးသောကိုညင်းရင်ကနေတန်းစင်းတွေပေါ်လာလို့ပြိုင်ပွဲဝင်ခဲ့တာပါလို့ပြောပါတယ် အဆိုးပြိုင်ပွဲမဟုတ်ပဲတန်စင်တီးတန့်ဖြစ်တာကြောင့်အလားတူပွဲမျိုးလုပ်ပေးနိုင်ရင်ကောင်းမယ်လို့ဆိုပါတယ်ကျွန်တော်ဒီဒေသကိုဖန်တီးကျင်တယ်ပေါ့အရင်ဝင်ပြန်ကျင်တယ်ကျွန်တော်အရင်ရှာရီလုံးအဲရှာလို့မတွေ့ဘူးလုံးဝဒီလုံးရှာလို့မတွေ့နောက်ဆုံးလက်လျှော့လိုက်တယ်လက်လျှော့ပြီးတော့မှကျွန်တော်ကျွန်တော်ညနေပိုင်းဂီတာလေးပြီးရင်းနဲ့ဒီတန်စင်လေးထွက်လာတယ်ဒီတန်စင်လေးထွက်လာတဲ့ဟာကိုကျွန်တော် ဒီအလုံးလုံးစလုံးလေးလိုက်ဖန်ပြီးဖန်ချပြီးမှကျွန်တော်အဲ့အဲ့လိုရှာခဲ့တာအလုံးကောင်းတဲ့ပွဲပါဘာလို့လဲဆိုတော့တာမန်အဖင်အဆိုပြိုင်ပွဲပဲများတယ်ဒီဒါအခုကအဆိုတီးတတ်မဟုတ်ဘူးလေဒီ music ကြီးပဲဆိုတော့ဒါတကယ်ကောင်းတဲ့ပြိုင်ပွဲပါသေးသောငွေကြေးပွင့်အစည်းအဝေးမှာအကဲဖြတ်တိုင်းဖြစ်တာဝန်ယူခဲ့တဲ့သေးရီဒီယာမိုကပြည်သူတွေရဲ့အတန်ကိုပြည်သူတွေစီကပဲလာပြီးဖန်တီးမှုဦးစားပေးတာကြောင့်ဒီအစည်းအဝေးကောင်းတယ်လို့ပြောပါရယ်ဂီတကိုချစ်မြတ်နိုးတဲ့လူငယ်တွေ ကိုယ်အိမ်မက်တွေကိုကိုယုံကြည်ကြပါလို့တိုက်တွန်းခဲ့ပါတယ်။ဟုတ်ဒီတော့ဖြောပြင်းနေနေမှာတုံးကြတာများတယ်။အခုဒီဟာကျတော့နည်းနည်းလေးပို့ပြီးတော့ပို့တွေးထားတယ်ပေါ့နော်။ပြည်သူတွေအတွက်အတန်ကိုပြည်သူတွေကပဲလာတယ်ပေါ့နော်။အဲအဲ့လိုမျိုးပုံစံမနောက်ပြီးတော့ creation ကိုနည်းနည်းဦးစားပေးတယ်။ဦးစားပေးတဲ့အတွက်ဒီ season လေးကတော့ကောင်းပါပဲ။ Telino မြန်မာက season နဲ့သေးသောငွေကြေးပွင့် season ကိုဇွန်လ26ရက်နေ့ကစတင်ကြေညာခဲ့ပြီးစုရှင်ကိုရွေးချယ်တဲ့နေ့မှာတော့ပြည်သက်400ကျော်တက်ရောက်ခဲ့ပါတယ်။